ားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ဖြစ်ပါတယ်ဗျာဒီနေ့မှာတော့မြေဖုတ်ဘလူဖန်ဆန်းခြင်းနဲ့မြေကန်ခြင်းဆိုတဲ့အကြောင်းလေးမျှောက်ပေးမှာဖြစ်ပါတယ်ဒီကိစ္စကကျွန်တော်ကွန်မန်နဲ့မိသားစုမိတ်ဆွေတူကြော်ပြန်လည်ဖြစ်ချိုင်းနဲ့အဲ့တော့လိုအပ်တဲ့မိတ်ဆွေများလည်းသိရှိတော်ပြန်လည်မျှောက်ပေးခြင်းဖြစ်ပါတယ်ဗျာကျွန်တော်မြေကန်နေတို့မြေဖုတ်ဘလူဖန်ဆန်းတယ်ဆိုတာနေဘက်တွေမှာဖြစ်များပါတယ်ကျွန်တော်မြို့ပေါ်ရောက်တော့မြို့ပေါ်တွေဖြစ်တာမြို့ပေါ်လူတွေဖြစ်တာနဲတာကိုသွားတွေ့ရပါတယ်အဲ့တော့ကျွန်တော်တွေဒီဟာလေးကဘာကြောက်ပေါ့နော်မြေကန်တာလေဘာကြောင့်မြေဖုတ်ဘလူဖန်ဆန်းတယ်ဆိုတော့အဲ့တော့အကြောင်းမျိုးတွေအများကြီးရှိတယ် အဲ့တော့အကြောင်းတွေအများကြီးရှိတယ်ထဲမှာပြန်ချုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဥမာကျွန်တော်တို့ချော်လဲတာအဲနေရနေရတစ်ခုမှာချော်လဲတာပဲဖြစ်ဖြစ်အဲကျွန်တော်တွေလူကုနေဖြစ်စီအဲကားတော့စပိန်တို့အစဖြစ်ပေါ်တော့အဲ့လိုမျိုးဖြစ်စီချော်လဲတာပဲဖြစ်ဖြစ်တောင်မိုးတွေပါလေဖြိုမိတာပဲဖြစ်ဖြစ်အဲ့တော့မြေတွေဖို့တယ်မြေတွေတူးတဲ့နေရာမှာလဲသူတို့မကြက်တဲ့နေသူတို့နေတဲ့သူတို့နေတဲ့မြေတွေတွားပြီးတော့တူးမိတာမျိုးအဲ့တော့အပင်တွေခုတ်တာမျိုး တင်ကုတ်တူလေးတွေသွားပြီးရရှင်းလိုက်တာမျိုးတင်ကုတ်တူလေးတွေသွားပြီးခုတ်လိုက်တာမျိုးအဲ့လိုမျိုးအခြေအနေမျိုးမှာလည်းမြေကန်ချင်းတုံးဖို့မြေဖုတ်ဘလူဖန်းစားခြင်းတွေဖြစ်နိုင်ပါတယ်။ Okay ဒါဆိုလို့ရှိရင်မြေဖုတ်ဘလူဖန်းစားလို့ရှိရင်ဘယ်လိုလက္ခဏာလေးပြမလဲဆိုတော့ကျွန်တော်တို့တိတ္တတာကြီးပေါ့နော်တိတ္တတာကြီးကိုပြတယ်တိတ္တာကြီးထူကြတယ်။ဟိုမှာရောင်ရမ်းနေတာတွေခြေစစ်လက်စစ်တွေရောင်ရမ်းနေတာတွေဟာဒူးကြီးတွေရောင်းနေတာတွေအထူးအထူးသဖြင့်ခြေစလုံးတွေရောင်းနေရတယ်ခြေပုံးတွေရောင်းနေရတယ်တချို့တချို့ဆိုလို့ရှိရင်ကျွန်တော်တို့ ငယ်ပါးတွေပါရောင်နေတာမျိုးတွေတွေ့ဘူးတယ်နော်အဲ့ဒါမျိုးတွေလည်းရောင်နေမယ်ဟာတချို့ဆိုလို့ရှိရင်ခြေလက်တွေရောင်နေမယ်တချို့ဆိုရင်မျက်ခုံးတွေမျက်လုံးတွေပါးတွေအဲ့လိုရောင်နေမယ်အဲ့လိုမျိုးတစ်ခုတစ်ခုကိုအကြီးတွေရောင်နေအောင်အဲ့လိုမျိုးသူ့ရဲ့ယောဂလက္ခဏာပြပါတယ် ဒါယောဂဒီဟာကိုယောဂလက္ခဏာလို့ထင်ပြီးတော့စေုံစေကန်နေခင်မီစေဝါးတွေနဲ့ပြပတွေမှာတော့တောက်ကူတဲ့လူတွေတဲ့အများကြီးတွေ့ဘူးပါတယ်တချို့ဆိုလို့ရှိရင်အသက်တွေဆုံးရှုံးသွားတဲ့တောင်ကျုံခဲ့ရပါတယ်တွေ့ဘူးပါတယ်ပေါ့နော်အဲ့လိုအများကြီးကျွန်တော်တို့ငယ်ငယ်တော့နယ်ဘက်မှာဆိုလို့ရှိရင်အဲ့လိုကိစ္စတွေကျုံတယ်တချို့ကတချို့လည်းယုံကြည်မှုရှိရတချို့လည်းမယုံကြည်တော့ခင်မီစေဝါးတွေနဲ့ပြတယ်ပြတော့အော်ဆရာဆုံးစေကန်းဆုံးပြီးတော့အသက်တွေဆုံးမသွားတဲ့ထိတဲ့မြင်မှုတယ်တချို့ဆိုလို့ရှိရင်အဲ့ဒီနေရာမှာပင်တခါလေးပေါ့နော် အဲ့ညမှာပဲတခါလေးချော်လေးပြီးတော့ဟိုသတိမေ့သွားတဲ့အခြေအနေမျိုးမှာအဲ့မြေဖို့ဘလူးသူကခန္ဓာကိုယ်နဲ့ဝင်ပြီးတော့သူကစားတော့စားတော့နေထိုင်နေတဲ့မျိုးတွေတွေ့ဘူးတယ်အချိန်ကြာလာတဲ့အခါမျိုးမှာလူကတက်ဆုံဆုံသွားပြီးတော့မြေဖို့ဘလူးကဒါကျွန်တော်တို့တွေဝင်နေပေါ့နော်ဒါဟုတ်ပဲဖုံဝင်နေလို့ကျွန်တော်တို့ရှေ့လူကြီးတွေပြောကြတယ်အခုချိန်ဒီလဲအဲ့လိုမျိုးကျွန်တော်တွေ့ဘူးတဲ့လူတွေ့ဘူးတယ်ပေါ့နော်ကျွန်တော်ကျွန်တော်သွားကတော့အဲ့နေနေမျိုးတွေတခုမှအဲ့လိုမျိုးဖြစ်ပြနေတဲ့တွေ့ဘူးတယ်အဲ့လိုမျိုးဟိုတအားတွေစားတယ်ဟာအစားတော့တွေ ပပဆက်ဆက်ဒီစားတယ်ကျင်းကျင်းနဲ့နေစားတယ်အမြင်နဲ့ဒေါသတွေဖြစ်နေတယ်စားတယ်အိတ်တယ်ဒါပဲသူအလုပ်ဒီကိုသူသူကဒီစားခြင်းတောက်ခြင်းညာဆိုခဏကိုယ်တည်းဝင်ပြီးစားနေတောက်နေပုံတော့တခါကြလို့ရှိရင်ကြောက်နေတော့မဆောင်နေတာမျိုးအဲ့လိုမျိုးအခြေအနေမျိုးဖြစ်တဲ့အခါမျိုးမှာတက်တီနားလေတဲ့ခိုင်းရဆရာတူးနဲ့ကျွန်တော်တို့စေနာဆရာလေးနဲ့ပြသပြီးတော့ကုသအတင်ပါတယ်ဒါအရန်ကိုရေးကြည့်ပါတယ်เนาะဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဒီပေါ့เนาะဟို ။တခါကြလို့ရှိရင်လည်းမြို့ပေါ်တွေမှာလည်းဖြစ်တတ်တယ်။တခါကြလို့ရှိရင်စပိန်လေးတဲ့မြို့အဲဒီခါကျရင်တွိုင်းနဲ့ချော်လိုက်တဲ့မြို့အဲ့လိုအခြေအနေမြို့မှာလည်းမြို့ပေါ်လူတွေလည်းဖြစ်နေပါတယ်။ထို့သဖြင့်နေရလူတွေကပိုဖြစ်တာများတာကိုလည်းတွားတွေ့ရပါတယ်။ဟုတ်ပြီ။အဲဆိုလို့ရှိရင်ဒါဆိုရင်ဘာကြောင့်ဖြစ်ရလဲဆိုတာတော့အားလုံးသိပြီးထင်ပါတယ်။အဲ့လိုဖြစ်သွားလို့ရှိရင်ဘယ်လိုမြို့ကျွန်တော်တို့တွေဖြည့်ရှင်းမယ်ဘယ်လိုကုသမလဲပေါ့။ဘယ်လိုကုသမယ်ဘယ်လိုဖြည့်ရှင်းမလဲဆိုတော့ကျွန်တော်စိုက်ကယ်တွေလဲတာပဲဖြစ်ဖြစ်စပိန်လေးတာပဲဖြစ်ဖြစ်အဲ့တော့ခါရင်တွိုင်းလိုက်နဲ့ချော်လိုက်တာပဲဖြစ်ဖြစ်အဲ့လိုသူသူနေတဲ့မြေတစ်ခုကိုကျွန်တော်ကကော်ပြီးတော့သူမဟုတ် တူးပြီးတော့မြေတွေဖုတ်လိုက်တာမျိုးယူလိုက်တာမျိုးပဲဖြစ်ဖြစ်အပင်တွေခုံမိတယ်အဲတော့သင်္ကန်းတုပ်တွေခုံမိတယ်တောင်မိုးတွေဖြိုမိတယ်စသဖြင့်အဲ့လိုမျိုးလေးတွေကြုံခဲ့လို့ပဲဖြစ်ဖြစ်အကြောင်းတစ်ခုခုကြောက်ပေါ့နော်အဲ့လိုဖြစ်ခဲ့ရင်ကျွန်တော်တို့ကအဲ့နေရာလေးကိုသွားပြီးတော့ရေတန်းတန်းလေးတစ်ခွက်ကိုယူသွားမယ်ရေတန်းတန်းလေးတစ်ခွက်ကိုယူသွားပြီးတော့အဲ့နေရာကိုသွားပြီးတော့ရေလေးလောင်းမယ်ရေလောင်းပြီးတော့မြစ်တာပို့ပြရမှာဖြစ်ပါတယ်ဒီနေရာမှာရှိကြရဒီနေရာမှာရှိကြခဲ့တဲ့ဒီမျိုးစောက်ရတဲ့အဆောက်အအုံနှစ်ကောင်နှစ်မမများမြစ်တာပို့များပေးပါတယ်ဒီမျိုးစောက်ကြကုန်တော့ ကျွန်တော်တို့မြေဖို့ဘလူးနဲ့တကွကျွန်တော်တို့ဆိုင်ရဆိုင်ရဆိုင်ရပုံကူများအဲမြေမြေဆောက်ပုံကူများကိုလည်းကျွန်တော်တို့မြေတပ်ဖို့များပေးဝေပါတယ်ဆိုပြီးတို့ပြုတ်ခဲ့မှုတဲ့ကောင်းမှုလေးလေးကိုတို့မြေတပ်ဖို့အများပေးဝေမယ်ပြီးပြီးပြီးဆိုတာနဲ့ဒီနေရာမှာဥမာဥမာကြော်ကြီးရဖြစ်တဲ့ဆိုလို့ချင်းကြော်ကြီးတနေနာသားဒီနေရာမှာညတော့ဘယ်နေ့ဘယ်နေ့ရချော်ချော်လဲခဲ့ပါသည်အဲ့လိုဖွေးမယူပါနဲ့အမရှိလင်ခွလုံပေးပါစာပြေတောင်းမယ်ပေါ်ဗျာနော်အဲ့တော့ အမရှိတဲ့တောင်းပန်တောင်းပန်ပေါ့။တောင်းပန်ပြီးတာနဲ့ပြီးလို့ရှိရင် ပြန်လာမယ်။ပြန်လို့ရှိရင်ကျွန်တော်ရေရေနည်းနည်းခြံထားမယ်။အဲ့ကြံတဲ့ရေကိုအနောက်ပြန်အဲ့နေရာလေးကိုပတ်ပြလိုက်ပါ။လုံးဝလက်မကြည့်ပါနဲ့။အနောက်ပြန်ဝုန်းနေဆိုဖတ်ဆိုခိုင်းကြော်ကြောနောက်ကိုလှန်ပြီးရောပတ်ပတ်ပြန်ပေါ့နော်။လက်ပြန်ပတ်ပြလိုက်ပါ။လက်မကြည့်ပါတော့နဲ့။ ဒါဆိုလို့ရှိရင် ကောင်းတော့ပါလိမ့်မယ်ဒါနံပါတ်1နီလန်နံပါတ်1နီလန်เนี่ยတချို့တော်တော်များကောင်းနေဆိုပေမဲ့တချို့တချို့လူကြတော့လဲမကောင်းဘူးဗျမကောင်းဆိုတော့ဘာကြောက်လဲဆိုတော့လဲကြတာကျန်းသွားတာတမျိုးအာပြီးတော့ကြတော့ကျွန်တော်တို့ဒီမြေဖို့ဘလူးကကျွန်တော်တို့တားစိတ်ဆိုးပြီးတော့ ကျွန်တော်တွေဆေးဆိုးပြီးတော့ဖန်းဖန်းစားတဲ့မျိုးချင်းတွေမျိုးဆိုရှင်နဲ့အဲ့လိုမကောင်းနိုင်ဘူးအဲနောက်တနည်းကအရန်ကိုကျွန်တော်တွေစားတော့ချင်းလို့ပေါ့နော်စားစားတော့ချင်းလို့အဲအဲ့လိုမျိုးဖန်းစားတာမျိုးလည်းရှိပါတယ်အဲ့လိုရှင်တွေမျိုးကျွန်တော်တို့ကသူတို့ကိုကြွေးဖို့လိုပါတယ်အဲ့ဒါကိုလည်းခေါ်စားဖြစ်တယ်လို့ခေါ်ခေါ်တယ်ကျွန်တော်တွေမြေပုတ်ပလူအစာကြွေးပြရမှာပေါ့အဲ့လိုအစာကြွေးမှသာလေကျွန်တော်တို့ကဒီအသက်ချမ်းသာရရမှာဖြစ်ပါတယ်ဒီလိုမျိုးအစာကြွေးဥစားပဲဖြစ်ဖြစ်အဲဒါမှမဟုတ်ကျွန်တော်တွေတတိနားလေတဲ့ဆရာတူဦးနဲ့ပြတ်တာလို့ရှိရင်လည်းအဲ့ဆရာတူဦးရဲ့ခိုင်းစင်ချက်ရအမိတ်ပေးအမိတ်ပေးချက်ရ အားဆက်ရှာဆက်ကြီးပြင်ပေါ့နော်အဲ့ဆရာဟိုအစွမ်းထိုင်ပေါ့အဲ့လိုခြေမျိုးမှလည်းဘာမှကျူးစံမလိုပဲနဲ့အဲ့ဆရာခိုင်းခိုင်းတဲ့ကြရသူ့ရဲ့အားဆက်နဲ့လွတ်ပြီးတော့ဒီဒီလူကိုကျွန်တော်တို့လုတ်ပြဖို့ပါပြောပြောလိုက်တာ ਨੇ အဲ့လူကလည်းအသက်ချမ်းသာရာရမှာဖြစ်ပါတယ်ဒါကလည်းတက်နီးပေါ့နော်အဲ့တော့အများဆုံးကတော့အဲ့လိုမျိုးဒီကျွန်တော်သူ့ကိုပြန်လည်ပြီးရောခေါ်ကြလေကြွေးသူမဟုတ်သူစားကြတယ်လေကြွေးပြီးရောဖြေသိမ့်တာမျိုးကပို့လို့ထိရောက်တယ်လို့လည်းတချို့ကလည်းပြောပါတယ် အဲ့လိုမျိုးဒီပုံနော်ဒါဟုတ်ပဲခေါ်စားပြစ်တယ်ပုံနော်လေခေါ်ခေါ်စားပြစ်တယ်လေခေါ်ခေါ်မြေဖို့ဘလို့ကြွေးတယ်ပဲခေါ်ခေါ်ပုံနော်အတူတူပါပဲအားဒါလေးလေးကိုကျွန်တော်ကကြွေးမယ်ဟိုကြွေးမယ်ဆိုတော့ဘလို့ကြွေးအောင်လဲဆိုတော့ကျွန်တော်ခုဒီခုဒီမြို့ပေါ်တွေမှာလည်းရှိပါနော်ခေါ်ပရောင်းလို့လည်းခေါ်တယ်ဟိုကလေးလေးမာရီယာပြစ်တဲ့ချင်းလေးလို့ပဲခေါ်တယ်နော်အဲ့လိုမျိုးလေးဈေးထဲမှာမေးဝေလို့ရတယ်အဲ့ထဲမှာဖတ်စိန်နေထဲမှာငပြောပဲပုံနော်ငပြောပဲလေးထဲမှာပြီးလို့ရှိရင်ထမင်းထဲမှာထမင်းကလည်းကျွန်တော်တို့တွေအဲသူ့အတွက်ရည်ရွယ်ပြီးတော့ တက်တက်ချက်တဲ့ထမင်းတအုပ်ဖြစ်ရမယ်နော်အဲ့ထမင်းတစ်လုံးဆိုတစ်လုံးအဲ့ဒါအကုန်ထည့်လိုက်မယ်ပြီးပြီဆိုလို့ရှိရင်ဒီချက်ချက်ကောင်းပေါ့နော်အစိမ့်ပေါ့နော်ချက်ကောင်းအစိမ့်ရဲ့ပြီးတော့ချက်အုပ်လေးတွေနဲ့ပတ်ထည့်မယ်ပြီးတောင်ပန်လေးတွေခြေောက်လေးတွေကိုအကုန်ပေါ့နော်တောင်ပန်ခြေောက်အဲ့အလားလေးတွေကိုထည့်မယ်ထည့်ပြီးတော့ကျွန်တော်တို့သူ့ရှိရနေရတော့မို့သူ့လဲခဲ့တဲ့နေရအဲ့နေရာလေးကိုသွားပြီးတော့ကျွန်တော်တို့ကဒီသွားပြီးအလုပ်ပို့မတောင်းပန်ပြီးတော့ကျွေးပြရမှာဖြစ်ပါတယ်ဒါလည်းဒီ တနည်းပေါ့နော်အဲ့လိုမျိုးလေးတွေကြွေပြီးဒါတော့တက်သည့်နားလဲလဲဆရာလေးကိုတိုင်ပဲကျွန်တော်တို့လုတ်ပြီးလို့အဆင်ပြေမှာပေါ့နော်ကျွန်တော်တို့ကိုတိုင်ကိုကိုတိုင်ကိုကြနားမလဲလဲလူတွေတွားလို့လို့အဆင်မပြေဘူးနော်အဲ့လိုမျိုးလေးတွေတော့ရှိပါတယ်ခဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေမြေဖို့ဘလူဖန်းစားရတဲ့အကြောင်းနဲ့ကုဘုံကုသဘုံကုနာလီလေးအကြောင်းလေးတော့အားလုံးပဲသိရှိသွားပြီလို့ထင်ပါတယ်ကဲကျွန်တော်မိတ်ဆွေခုနသားသမီးအားလုံးလည်းဒီလိုမျိုးကြုံခဲ့ရင်ဒီလိုမျိုးကုလို့ရပါတယ်အဲ့တော့ဒီနေရာမှာလည်းမိတ်ဆွေများကြောက်ပုံမှာခလေးလေးကျွန်တော်တို့ချော်လဲတဲ့ခါမျိုးမှာဖိုက်ဖိုက်ဖိုက်ဆိုပြီးတော့ကျွန်တော်တို့တွေမြေကြီးကိုတုံးက တက်နေလိုက်တာအဲ့ဒါတကယ်တော့အဒီမျိုးဖို့သူလူချော်လို့လဲသွားခဲ့ရင်အဲ့လိုဖမ်းသလိုမရအောင်ဟန်တားလိုက်တဲ့သဘောပါပဲအဲ့ဒါလည်းတကယ်ထိရောက်နေဤတစ်ခုပါပဲဒါကြောင့်မလို့ကျွန်တော်တို့ကဖယ်နေရပါပဲကလေးပဲဖြစ်ဖြစ်ပေါ့နော်အထူးသဖြင့်ကလေးတွေပေါ့နော်ကလေးတွေရောလူကြီးတွေရောကလေးတွေလူကြီးတွေဘယ်သူပဲဖြစ်ဖြစ်နေရာတစ်ခုဘယ်နေရာတစ်ခုပဲဖြစ်ဖြစ်ချော်လိုက်ခဲ့ရင်ဘုံဘုံဆိုခုန်ပလိုက်ပါအဲ့လိုခြေခြေောင်းနဲ့မဟုတ်ဘဲနဲ့အဲ့နေရာလေးကို ၃ချက်ပေါ့နော်။ဘုံဘုံဘုံဆိုအာပိပိနဲ့ခုံချလိုက်ပါ။ခုံပြီးတော့ဖပ်အဲ့လိုမျိုးပြောမှာပေါ့နော်။အဲ့လိုမျိုးခုံချလိုက်ပါ။ဒါကြောင့်မို့ကျွန်တော်ကျွန်တော်တို့ငွေတွေကဆိုရင်ချော်လဲလို့ရှိရင်ကျွန်တော်တို့ကျွန်တော်မိပါတယ်အဲ့ချော်လဲနေမှာဖုံဖုံဆိုခြေ၃ချက်ဆောက်ပြီးတော့ဖပ်ဖပ်ဆိုပြီးတော့တတွင်းနဲ့ထွေးခဲ့တာမျိုးတွေလည်းရှိတယ်နော်။ဒါကြောင့်မို့အဲ့လိုကုသလို့လည်းရပါတယ်ပေါ့နော်။ကြည့်ဒါဆိုရင်အလုံးမဲ့ကုသပုံကုသနီးလေးလေးဘာကြောင့်မြေကန်ဘာကြောင့်မြေကန်ခံရတယ်။ဘာကြောင့်မြေ မြေပုပ်ပူတွေဖန်းစားတယ်ဆိုတော့အားလုံးသိရှိသွားပြီလို့ထင်ပါတယ်။အဲ့တော့စင်မပြည်သားလေးတွေခက်ခဲလေးကြုံနေရရင်လည်းခမမမေးခဲ့ရေးခဲ့တောင်းခဲ့လို့ရပါတယ်ဗျ။ကျွန်တော်ခုလိုပဲပြန်လည်မြောက်ပေးပါတယ်ဗျ။ကမ်ပိန်းရှင်များလည်းတန်တော့ဆိုလို့ရှိရင်ဘူဘူတူတာရပြီ။အဲ့တော့အတိအတိတခုရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်မင်းသခွန်းသားသမီးအားလုံးလည်းအနေနဲ့ပေးရှင်းပါစေ။တကယ်တော့ချစ်တဲ့ကိုင်းဝန်ကြပါစေ။ဆက်ချင်တာတို့ကိုကြမ်းမှာကြပါစေဗျာ။